Are you fucking kidding me? No! Holy shit! hey! Oh, we Spider Man meme! အားလုံးပဲ Peacemaker Season 2ကြည့်ပြီးပြီလို့ထင်တယ်။ Peacemaker Season 2မှာ Vigilante ဆိုတဲ့ဇက်ကောင်ကလူကြိုက်တော်တော်များနေတဲ့အပြင် DC ရဲ့ Deadpool လို့နာမည်ရတဲ့ထီအောင်ကို fan base ကတောင်းနေတယ်။ဒါဆို Vigilante ဆိုတဲ့ဘယ်လို hero လဲ။သူ့ရဲ့ origin ကဘယ်လိုပုံစံလဲ။ ီနေ့မှာတော့ Bachelanti ကဘယ်လိုဟီးရိုးလဲဆိုတာကိုဆွေးနွေးတော့ပါမယ်။ Comic တဲ့က Bachelanti ရဲ့နာမည်ရင်းက Adrian Chase အဒီယန်ချေဆိုတာကအရန်ကိုထူးချွန်ထမြက်တဲ့ခရိုင်ရှိနေတယောက်။သူကရှေ့နေပြီးပြီးတရားမျှတမှုပေါ်အကျွမ်းမဲ့ယုံကြည်ပြီးတော့တရားဥပဒေရဲ့ဘက်တော်သားတယောက်လိုခံယူထားသူလည်းဖြစ်တယ်။ဒါပေမဲ့ဒါတွေအကုန်လုံးပြောင်းပြန်လန်သွားတဲ့နေ့ကိုရောက်လာခဲ့တယ်။ တညမှာသူနဲ့ရန်ညိုးရန်စားရှိရဲ့ဂန်တစ်ဖွဲ့ကသူ့ကိုလက်စားချေဖို့အတွက်သူ့မိမနဲ့ကလေးကိုရေးရဆက်ဆက်တပ်ဖြစ်ခဲ့တယ်။အဲ့ဒီချိန်ကစပြီးတော့ ADN ရဲ့ခံယူချက်တွေသဘောထားတွေကအကုန်ပြောင်းပြန်ပြောင်းလဲသွားတယ်။ပြင်းမဲ့သူတွေကိုမကာကွယ်ပေးနိုင်တဲ့တရားဥပဒေတွေကိုလည်းမေကွန်းထုတ်လာခဲ့တယ်။သူ့ရဲ့မကောင်းတဲ့အတွင်းစိတ်အပိုင်းအစတွေကသူ့ကို Vigilante ဆိုတဲ့ hero ဖြစ်ပြောင်းလဲသွားစေခဲ့တယ်။ Basically သူ့ရဲ့အတွေ့အကြုံက Vigilante ဖြစ်လာပုံက Batman နဲ့ဆင်တယ်လို့ရှိပေမဲ့ ဘမန်းနဲ့မတူတာဘက်ချလန်ဒီမှာ no killing rule ရှိမနေဘူးဘမန်းလိုပဲဘာ super power မှမရှိဘူး hand to hand combat ကောင်းတယ်တနတ်မျိုးစုံဓာမျိုးစုံကိုချင်းချင်းလဲလဲတုံးနိုင်တယ်သူဝစ်တဲ့ဆုမဆိုရင်လေလက်နက်ပုံလိုဂကြက်တွေအပြင်မှာဒီအစစ်မြစ်တက်တွေပါပါသေးတယ်။ဥပဒေအပြင်ဘက်ကနေပြီးရာဇဝတ်ကောင်တွေကိုရေးရဆက်ဆက်တပ်ဖြတ်တယ်။သူခံယူထားတဲ့တရားမျှတမှုမှာ ခွင့်လွတ်တာတို့ second chance ပေးတာတို့မရှိဘူး။ punishment i for i ကသူသတ်မှတ်ထားတဲ့ justice ပဲ။ ဆိတ်မကောင်းစရာကတော့သူ့ရဲ့ခံယူချက်တွေသူ့ရဲ့အမိုက်အမှောင်တွေကြောင့်ပဲနောက်ဆုံးမှာသူ့ကိုယ်သူအဆုံးတက်သွားခဲ့တယ်။ဒါဟာ DC Universe Darkest Moment နေနဲ့တခုလို့တတ်မှတ်လို့ရတယ်။ Bachelandia သူ့ရင်တော့တိုက်ခိုက်ခဲ့ဘူးတွေမကောင်းဆိုးရတွေလို့ပဲသူ့ကိုယ်တိုင်ပြန်ဖြစ်ခဲ့တယ်။ comic bachelandia live version bachelandia လို့တော့ fan မဖြစ်ခဲ့ဘူးတရားမျှတမှုကကိုရေးကိုတာ personal ဆန်လာတဲ့ခါမျိုးမှာလူကောင်းတွေတောင်မှလူဆိုးတွေဖြစ်ပြောင်းလဲသွားနိုင်တယ်ဆိုတော့ bachelandia ကနေတစင်ကျွန်တော်တို့မြင်လိုက်ရတယ် ်ဖေ့စ်မေကာမှာပါတဲ့ Freddy Stroma တရုတ်ဆောင်နာတဲ့ Bachelanti ကတော့ comic version နဲ့လုံးဝဆန်းကျင်ပဲသူရှင်းနေမဟုတ်ဘူးတာမန်စားသောက်ဆိုင်ရသပွဲလူသပွဲတိုးလေးတယောက်ပဲပျော်နေတယ်သူရာဇဝမှုတွေဖြည့်ရှင်းတာတရားမျှတမှုအတွက်မဟုတ်ဘဲနဲ့သူကိုယ်တိုင်ပျော်ရှင်ဖို့အတွက်သူ fan အတွက်သူလုပ်တာသူ့အတွက်ဒီ Bachelanti စုကိုဝတ်ပြီးတော့လူစိုးတွေကိုတတ်ရတာဝါသနာတစ်ခုလို့စိတ်အစာပြေလုပ်တာသူမကောင်းမှုထင်တဲ့ကောင်တွေကိုတတ်ဖို့လဲဝင်မလဲဘူး ထူးဆန်းတာကအဲ့လိုအရာတွေနဲ့ဘလို့မှမဆိုင်နိုင်အောင်ရိုးသားတယ်။သူတတ်မှတ်ထားတဲ့ moral code ကိုတစုထိုးလိုက်နာတယ်။သူ basement မှာတိမ်ထားတဲ့ဒီပတ်စံတွေနဲ့ကိုကင်းနေရတတ်တယ်ပဲ။မကောင်းတဲ့လုပ်ရက်တွေကိုမုံတီးတယ်။ဒါပေမဲ့စာနာစိတ်ညတာစိတ်လုံးဝမရှိဘူး။ဒီအရာတွေကပဲသူ့ကိုဟာသဆန်စီတယ်လို့တစ်ဖက်မှာလည်းကြောက်ဖို့ကောင်းသားစီတယ်။ ီမှာစိတ်ဝင်စားဖို့ကောင်းတဲ့တစ်ချက်ကဘက်ဂျလန်တီကအမြဲတမ်းဖန်နီစံနဲ့ဇက်ကောင်ဖြစ်နေပေမဲ့သူကယူဟာတာဇက်ကောင်တကောင်လည်းမဟုတ်ခဲ့ဘူး။ James Gunn ကဘက်ဂျလန်တီကိုလူတစ်ယောက်အကျန်းဖွင့်မှုတွေလုပ်နေတဲ့အချိန်မှာဘာမှမခံစားရတာကိုပုံဖော်ပြခြင်းခဲ့တာ။အဲ့လိုအနေနဲ့သူ့ဇက်ကောင်ကိုတုံးခဲ့တာ။ဒါပေမဲ့ဘလို့ပဲခံစားချက်မဲ့နေတဲ့လူသားတစ်ယောက်ဖြစ်နေပါလေ။ဘက်ဂျလန်တီက peace maker ပုံမှာတော့လုံးဝတစ္ဆာရှိတယ်။ peace maker အတွက်ဆိုရင်လူသက်မဲ့တငယ်ချင်းမျိုးလည်းဖြစ်တယ်လို့ဘာမှမမေးဘဲနဲ့တခြားတငယ်ချင်းတစ်ယောက်ကိုပါတပ်ပြစ်မဲ့လူမျိုးလည်းဖြစ်တယ်။ ဟာကတ်ပြောခဲ့တယ်ဘက်ဂျလန်တီရဲ့ဘွားကပီးစ်မေကာကိုဗဟိုပြုပြီးလဲနေတယ်။အဲ့ဒါတွေကသူ့ကိုအရန်အန်ဒီရရှိစီတူအရန်ကိုဖန်ဆီနေတင်ဖြစ်သွားစေတယ်။ဂက်ဂျက်တွေလက်နက်တွေကတော့ combat လောက်အစင်မမြင်ဘူး။ hand to hand combat ကောင်းတယ်။နှက်ပစ်တာကောင်းကောင်းလက်တဲ့တယ်။သူ origin ကိုတေချာမပြသွားပါမယ် military လို့ private army လို့ background view ကဖြစ်နိုင်တယ်လို့ယူဆရတယ်။ committee က adrian chase ကဘွားကအလွမ်းအဆွေးနာကြီးစရာတွေနဲ့ပြည့်နှက်နေခဲ့တယ်။ ဘဝမှာကိုချီးရတဲ့လူတွေကိုဆုံးရှုံးလိုက်ရတဲ့နောက်မှာဘလောက်နာကျင်ပြီးအထီးကျန်လဲဆိုတော့ကျွန်တော်တို့ခံစားစီမိတယ်။သူကိုယ်တိုင်လည်းဆူဆိုက်လုပ်ပြီးဘဝကိုရှုံးပေးခဲ့လိုက်ရတယ်။ဘသူနဲ့တူလဲဆိုတော့ Dark Knight တွေက Two Face လိုမျိုးပဲ။ဒါပေမဲ့ Live Action မှာကျတော့ James Gunn ကအကုန်လုံးကိုပြောင်းပြန်လှန်ပစ်ခဲ့တယ်။ကျွန်တော် Vigilante ရဲ့ story နဲ့ emotion တွေမဟုတ်ဘဲနဲ့ဒီ patient နဲ့ message ကိုပါပြောင်းပြန်ပြောင်းလဲလိုက်တယ်။ Commentator Adrian Chase ကသူ့ကိုယ်သူအပြစ်ရှိရလို့ခံစားရပြီ။သူ့ကိုယ်သူအဆုံးတက်ခဲ့ပြီမဲ့ live version ရဲ့ Adrian Chase ကတော့အပြစ်ရှိကြောင်းလုံးဝမခံစားရဘူး။ ဒါကဒင်းသားတပြားရဲ့မျက်နှာနှစ်ဖက်လိုပဲတစ်ဖက်ကတရားမျှတမှုကိုရှာဖွေပြီးပျောက်ဆုံးပြီးတခြားတစ်ဖက်ကကြတော့တရားမျှတမှုဆိုတာဘာမှမသိပဲအပျော်တမ်းရာဇဝတ်မှုတိုက်ဖျက်ရေးလုပ်နေတဲ့ကောင်တူညီရဲ့လူတယောက်မတူညီရဲ့ personality တရားမျှတမှုဆိုတဲ့စကားလုံးအောက်မှာကြွားချားသားတဲ့ဖြစ်တည်မှုတစ်ခု committee area chase ကလက်စားချေခြင်းကလူတယောက်ရဲ့ moral ကိုဘယ်လောက်ပျက်စီးသွားပျက်စီးသွားနိုင်စေလဲဆိုတာပြောပြခဲ့တယ် ။ live version မှာတော့သူ့ရဲ့စိတ်လိုအပ်ချက်ကိုဖြည့်ဖို့အတွက်ရာဇိမှုတိုက်ဖြတ်တယ်လို့ယူဆတဲ့အကြမ်းဖက်မှုတွေကိုကျူးလွန်တယ်။ဘယ်လိုပဲ Adrian Chase ကဇလန်ကပြောင်းလဲသွားပါပါစေ။ Vigilante version နှစ်ခုစလုံးမှာတိလိုက်ရတာကတော့တရားမျှတမှုနဲ့လူသားဆန်မှုကြမ်းပါ hero တယောက်ဟန်ချက်ပြတ်သွားရင်ဘာတွေဖြစ်သွားနိုင်လဲဆိုတာပဲ။အဲ့တော့ not jay pacemaker ပြန်ကြည့်တဲ့အခါမှာမျက်နှာဖုံးနဲ့လူတယောက်အပြိုးရဲ့နောက်ကွယ်မှာ DC Universe ရဲ့အမောင်မိုက်ဆိုးချမ်းကိုကိုစားပြုနေတဲ့ရှေ့နေလေး Adrian Chase ကိုတတိသွားရပြစ်ချပါဦး။ ကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာတွေ့ကြပါမယ်